โอเคအားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ logic pro ကိုเนาะတော့ program ရေးတဲ့အခါမှာပေါ့เนาะဘယ်လိုပုံစံမျိုးစပြီးတော့ကျွန်တော်တို့ program တွေကိုရေးလို့ရတယ်ဆိုတာကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော် install လုပ်ထားတဲ့ဒီ logic pro ကိုကျွန်တော် desktop ပေါ်ကနေပြီးတော့ကျွန်တော်ခွင့်လိုက်ပါမယ်အဲ့တော့ဒါကတော့ဒီ Logis Pro Simulator software လေးဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ဒီမှာ simulation ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်က IO simulation ဆိုတာကိုဝင်လိုက်ပါမယ် Okay အဲ့တော့ IO simulation တစ်မျိုးရှိတယ်ပေါ့နော်အဲ IO simulator နဲ့ PCT simulator ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ဒီမှာ IO simulator နဲ့ပတ်သက်ပြီးတော့အရင်စပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ IO simulator က เนาะလက်ရှိကျွန်တော် simulation လုပ်ဖို့အတွက်ကိုเนาะအဲသူထုတ်ပေးထားတယ်เนาะဒီ ion simulator လေးဖြစ်တယ်ဟောเนาะဆိုတော့ဒီမှာကသူပါလီပြထားလဲဆိုတော့သူเนาะကျွန်တော် simulation အလွယ်တကူလုပ်နိုင်ဖို့တော့ဒီ cloud တွေပေးထားတယ်ဟုတ်ပြီเนาะဆိုတော့ဒီ cloud တွေကเนาะအဲသူတို့ကိုကျွန်တော်တို့ကဒီ cloud တွေရဲ့ပုံစံကိုပြောင်းလို့ရတာဟုတ်ပြီเนาะ တော့ဘလို့ကြောင်းလို့ရလဲဆိုတော့နော်အဲ့တော့ဒီ cloud တွေဘလို့ကြောင်းလို့ရလဲဆိုတော့ပြောခင်မှာကျွန်တော်ဒါ cloud တွေရဲ့ slot လေးတွေချက်ပြပြဟုတ်ပြီနော်အဲ့တော့ cloud တစ်ခုမှာကျွန်တော်တို့ကနော်အဲဒီမှာဆိုလို့ရှိရင်သူက slot number နှစ်ခုပါဟုတ်ပြီနော်အဲ slot number 1ရဲ့ slot number 3ရဲ့ဆိုတော့အဲ့ဒါက input slot တွေဖြစ်တယ်အဲနောက်တစ်ခုကျကျွန်တော်တို့က slot number နော်ဒီ output မှာကျွန်တော် slot number 2ရဲ့ slot number 4ရဲ့ဟုတ်ပြီနော်ဒါ output slot ဖြစ်တယ် ဒါသူဒီ simulator မှာသူတတ်မှတ်ထားတဲ့ပုံစံမျိုးဟုတ်ပြီနော်ဒါကိုပြောချင်တာပါဆိုတော့ဒီ cloud ရဲ့ပုံစံကဒီလိုမျိုးလေးပေါ့နော်ကျွန်တော်တို့ကဒီမှာ cloud တွေကိုနော်ကျွန်တော်တို့ကဒီဒီမှာဆိုရှင်တာကျွန်တော် push button ကို เนาะเอ่อဒီ normally open push button လေးပေါ့เนาะဒါသူ့ရဲ့ပုံစံလေးဆိုတော့အဲ့ဒါကိုကျွန်တော်ကဒီမှာလက်ညှိုးပုံလေးရောက်နေပြီဆိုရင်ကျွန်တော်ရဲ့ mouse ကနေပြီးကျွန်တော် right click ပေးလိုက်မှာเนาะဒါဆိုလို့ရှိရင် तू ကဒီ cloud ရဲ့ပုံစံကဘာပြောင်းသွားမလဲဆိုတော့ normally close cloud ပုံစံပြောင်းသွားမယ်အဲ့တော့ကျွန်တော်နောက်တစ်ခါကျွန်တော် right click ထပ်ပြီးတယ်ဆို okay เนาะဒါဆိုကျွန်တော်တို့ကเนาะဒါနောက်ထပ်เนาะဒီ toggle switch ပုံစံပြောင်းသွားမယ် okay အဲ့တော့ now right click ထပ်ပြီးလိုက်တယ်โอเค toggle switch close ဟုတ်ပြီเนาะနောက်တစ်ခါကျွန်တော် right click ထပ်ပြီးလိုက်တယ် နော်ဒါဆိုလို့ရှိရင်သူကဘယ်လိုပုံစံမျိုးပြောမလဲဆိုရင်နော်ဒီ toggle switch ပုံစံမျိုးဟောပြီနော်အဲနောက်တစ်ခါကျတော့ reckless ဆိုလို့ရှိရင်တော့အရင်ပုံစံတိုင်းဖြစ်သွားအဲ့တော့ကျွန်တော်တို့ကဒီ cloud တစ်ခုချင်းစီကိုကျွန်တော်တို့ကနော်ကိုလိုချင်တဲ့ပုံစံဖြစ်အောင်လို့လုပ်လို့ရတယ်ဟောပြီနော်အဲအဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်နော်ကိုလိုချင်တဲ့ cloud ပုံစံမျိုး cloud type မျိုးနော် normally close မှာကိုကထားခြင်းလား normally open မှာထားခြင်းလားဟောပြီနော် တော့အားလုံးကိုလည်း normally open မှာပဲထားခြင်းလဲဆိုလဲကျွန်တော်တို့ထားထားလို့ရတယ် normally close မှာထားခြင်းလဲဆိုလဲထားထားလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒါကိုအသုံးပြုခြင်းနဲ့ program မှာနော်ဟိုဘယ်လိုပုံစံ cloud တွေကိုထားခြင်းလဲ tight cloud ပုံစံမျိုးထားလို့ရတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကြာတော့ကျွန်တော်တို့ကဒီ output တွေပေါ့နော် output ကကြာတော့ကျွန်တော်တို့သိအထူးရပြောင်းလဲတာပြတော့မရှိဘူးဒါပေမဲ့သူက output ကိုကျွန်တော်တို့เนาะ ဒီအယောင်နေပေါ့နော်အယောင်ပြောင်းလို့ရတယ်ဟုတ်ပြီနော်ဒီမှာအနီရောင်အစိမ်းရောင်နော်နောက်တစ်ခါအဝါရောင်ပေါ့နော်အဲ့လိုမျိုးပြောင်းလို့ရတယ်ဟုတ်ပြီနော်အဲဒါမျိုးလေးပေါ့နော်ဒါလေးတစ်ချက်ရေးပြောပြတာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော် program ကြီး program ရေးတဲ့ဘက်ကိုတစ်ချက်သွားကြည့်အောင်ဆိုတော့ program ကိုစရေးတော့မယ်ဆိုကျွန်တော်ကဒီမှာဒါတော့နော်ဒီ PSC program ကြီးအထုံးစံအတိုင်းကျွန်တော် network နော်ဒါမျိုး run to လေးခေါ်တယ်ဟုတ်ပြီနော်ဆိုတော့ ဒီ range ကကျတော့ကျွန်တော်တို့ဘယ်လိုမျိုးသတ်မှတ်လို့ရလဲဆိုတော့เนาะကျောင်းကเนาะအဲ့တော့ range ကဘယ်လိုသတ်မှတ်လို့ရလဲဆိုတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာ range ဒီသတ်မှတ်လို့သတ်မှတ်ခြင်းလဲဆိုတော့သတ်မှတ်လို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဘယ်လိုပုံစံပြောလဲဆိုတော့ကျွန်တော်ဒီဘက်မှာဒါလေးပေါ့เนาะအဲ့တော့ဒါလေးကကျွန်တော်တို့ကဒီပထမအဆုံးကတော့သူက default မှာဒီလိုပြနေတာပေါ့เนาะအဲ့ဒီမှာတစ်ခါထပ်ပြီးတော့ကျွန်တော်တို့เนาะ အဲဒီဘက်တောင်ဆုံးကဟာလေးကျွန်တော်ကနှိပ်သွားမယ်ဆိုရင်ဒါကျွန်တော် range တစ်ခုတစ်ခုတိုးလာဟောပြီးတော့တကယ်လို့အဲ့ဒီ range ဒီကမလုံချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘက်ဘေးမှာเนาะအဲဒီဘက်ဘေးနားကဒီ line margin ရဲ့ဘေးကရင်ကနေအောင်တွားကျွန်တော်တို့ကเนาะအဲ cut range တိုးလို့ရတယ်ဟောပြီးတော့ဒါကျွန်တော် range ကိုထုတ်တဲ့ပုံစံမျိုးဟောပြီးတော့အဲ့တော့အဲ့ဒီမှာကျွန်တော်ကဒီ range တွေကိုကျွန်တော်တို့ IOD ထည့်မှာဟောပြီးတော့ input output တွေ instruction တွေကျွန်တော်ရေးမယ်ရေးတဲ့ဆိုတဲ့အခါမှာကျွန်တော်ကျွန်တော်ကเนาะဆက်ဆက်ချင်းမှာ เนาะကျွန်တော်ကဒီ normally open ပေါ့เนาะ normally open ပေးမယ်အဲ့တော့ဘယ်နေရာမှာသွားကျင်လဲဆိုတော့ကျွန်တော်ဒီမှာเนาะဒီအနီလိုင်းလေးတွတ်ထားဒါလေးနဲ့တွတ်ထားလဲပေါ့เนาะဒီမှာหนีသွားမယ်ဟုတ်ပြီเนาะအဲ့လိုหนีသွားတဲ့ခါကျကျွန်တော်ကအဲကိုထားထားကျင်တယ်ကိုထားကျင်တယ်เนาะတွူကိုထားလို့ရတယ်ဟုတ်ပြီเนาะဆိုတော့ကျွန်တော်ဒီမှာ normally open တစ်ခု normally open เนาะ เนาะตัดตาจอ normally close ตะคูเนาะสอดีมาเว้ท่าละเนาะดีมาเว้ช่วยมั้ยสอตัวดีไลน์บ่มาเว้ปอเนาะพี่เนาะสอเนี่ยช่วยลงยาได้เจอเราดีมาเนาะ left click เนี่ยปิดพี่แล้วเนี่ยช่วยลงยาครับพี่เนาะဒါကြတော့ output ထုတ်မယ်เนาะ output ကလည်းသူ့ပဲ marking ပေးထားမယ်ကျွန်တော်ဒီမှာ output တစ်ခုထုတ်လိုက်ပါဘယ်နော်အဲ့တော့ output ကအရှိကိုရောက်တယ်ကျွန်တော်အနောက်ပို့လို့ရတယ်เนาะ output ကလည်းကျွန်တော်ဒီနောက်ကိုပို့လိုက်လေဟုတ်ပြီနော် output ဆိုတာကကျွန်တော်ကျွန်တော်ကဒီအပြည့်တဲ့ letter ရဲ့ เนาะဘယ်ဘက်အဆုံဆုံးမှာပဲအဲ sorry ညာဘက်အဆုံဆုံးမှာပဲရှိဖို့လိုတယ်ဟုတ်ပြီเนาะကဲအဲ့တော့ကျွန်တော်ကသူ့ကို left ဘယ်လိုလုပ်မလဲပေါ့เนาะအဲ့တော့ left လုပ်တဲ့ပုံစံလေးကျွန်တော်ပြပါဟုတ်ပြီเนาะ အကြောင်းမှာ latch လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ range branch ပေါ့နော်ဒါလေးနှိပ်ပေးတိုင်းပဲပြီးတော့ကျွန်တော်တို့ကဒီအောက်မှာ latch လုပ်ချင်တာဆိုရင်အခုဒီမှာ range branch ကိုကျွန်တော်နှိပ် ထားရင်တော့ဒီကိုရောက်လာဟုတ်ပြီနော်အဲ့မှာကျွန်တော်တို့ကဒီကောင်လေးကိုဖိပြီးတော့ဒီမှာကိုကဒီ normally open ရဲ့အောက်မှာ latch လုပ်ချင်တယ်ဆိုရင်သူ့ကိုဖိလိုက်တာနဲ့ဒီ line ဒီနေရာလေးကိုဆွဲပေးလိုက် okay ဟုတ်ပြီနော်ဒီလိုမျိုးလေးပါပြီးတော့ကျွန်တော်တို့တစ်ခါဒီနေရာလေးပေါ့နော်အဲ normally open မှာကျွန်တော်ထပ်ထည့်ခြင်းတယ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ဖိဆွဲဆွဲယူဒီမှာ ငါအောက်ကိုဆွဲထည့်ရပြီနော်โอเคဒါဆိုရပြီအဲ့ကျွန်တော် address တွေပေးမယ်ပေါ့နော်အဲ့တော့ address ကကျွန်တော်ကျွန်တော်ဒီမှာတော့เนาะဒီ slot number တွေပါတယ်ကျွန်တော်တို့အတိအကျပေးခြင်းပေးလို့ရတယ်ဟုတ်ပြီနော်စာသားနဲ့ရိုက်ထည့်လည်းရတယ်ကျွန်တော်ဒီနေရာမှာเนาะအဲစာသားနဲ့ရိုက်သွားလည်းရတယ်ဟုတ်ပြီနော်ဒါမှမဟုတ်ကျွန်တော်ကဒီ address ပေါ်ကနေရိုက်လမ်းပြီးတော့တခါတယ်ဆွဲခေါ် drag လုပ်လိုက်လည်းရတယ်အဲ့တော့ကျွန်တော်ကဒီ address နဲ့เนาะဒီဟာကိုလိုချင်တယ်ဆိုโอเคအဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင်သူက i ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော် address ဘယ်လို ုံစံမျိုးလောက်ရတယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်တကယ်လို့အရှိဗီဒီယိုမှာเนาะ address လောက်တာမသိရင်အရှိဗီဒီယိုလေးချက်သွားကြည့်ပေးကြပါဆိုတော့ကျွန်တော် i 1/0ပေါ့เนาะဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကဒီမှာ left click လေးနဲ့ပဲကျွန်တော်ဖိပြီးတော့ဒီ address နေရာကိုဆွဲခေါ်တာပေါ့ဗျာเนาะအော်ဒီ address နေရာရောက်ပြီဆိုကျွန်တော်ဒါလေးကို left click လေးကိုလွတ်ချလိုက်အဲဒါဆိုရင်ကျွန်တော်ဒီ address ကဒီမှာပေးပြီးသားဖြစ်သွားပါဘူးเนาะအဲ့ဒါကကျွန်တော်ဒီ address ကိုပေးခြင်းတယ်โอเคကျွန်တော်ဒီမှာ left click ကိုဖိတာ ဆွဲလာခဲ့ဒီနားရောက်ပြီဆိုရင်ကျွန်တော်တို့ကလွတ်လိုက်တော့ဟာမင်းနော်ပြီးတော့အောက်ကိုလည်းဒီတိုင်းပဲဟောပြီနော်ကျွန်တော်ဒီနေရာလေးကိုဖိထားမယ်ဆွဲလာမယ်ဒီနားရောက်ရင်လွတ်မယ်ဆိုတော့ဒီ address ကိုကျွန်တော်ဒီမှာပြန်ပြီးတော့ latch လုပ်ချင်တယ် okay ဒါဆိုဒါလေးကိုတစ်ခါဖိလာမယ်ဒီထဲထည့်လိုက်ဟာမင်းနော်ဒါဆိုဒါပွားယူလိုက်တူပေါ့ပြောနော် okay ဆိုတော့ဒါကျွန်တော်တို့ဒီဟောနော် program ရေးတဲ့ခါမှာကျွန်တော်တို့ပထမဆုံးအမြဲတမ်းနော် link ရှိတယ်ဒါလိုက် online လေးပေါ့နော် okay ဒါဆိုကျွန်တော် simulation ကိုလုပ်ပါ ပြီနော်ဆိုတော့ simulation လုပ်တဲ့နေရာတော့လွယ်တယ်ကျွန်တော်ဒီမှာ simulation ဆိုတာရှိတယ်နော်အဲဒီမှာလေးမှာနော် offline offline ကိုကျွန်တော်တို့ကဒီမှာ go online ဟုတ်ကဲ့နော် online ကြောင်းမယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ download ဆိုတာရှိတယ်နှိပ်လိုက်မယ်ဟုတ်ကဲ့နော်ပြီးတော့ကျွန်တော်ဒီအပေါ်မှာ run ဆိုတာရှိတယ်ဗောနော်နှိပ်လိုက်မယ် โอเคအဲ့တော့ဒါကကျွန်တော်ကျွန်တော်တို့ကဒီကိုနောက်ပိုင်း simulation ဒီမှာကျွန်တော်တို့ကเนาะအဲ compare မောင်းတာတော့ဘာလို့ဆိုရင်သူက simulation ကို simulation ရဲ့ speed ကိုကျွန်တော်တို့အတိုးလျှော့လုပ်သွားလို့ရဟုတ်ပြီเนาะဆိုတော့ဒီမှာတော့ကျွန်တော်တို့က on off fail လုပ်မှာဆိုတော့ဒါ speed အတိုးလျှော့ကတိတ်မတိတာဘူးဖြစ်ပါလေအဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီမှာ run လဲဖြစ်သွားပြီဆိုရင်ဒါ simulation လုပ်လို့ရတယ်เนาะဒါကျွန်တော်ဒီဘက် view ကခလုတ်ကလေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဒါဆိုဒီမှာ output ထွက်သွားတာဟုတ်ပြီเนาะ ဆိုတော့ left ပြန်လုထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ i not the 1/1ကိုပြန်ပြီးတော့ကျွန်တော်ဖြုတ်မှာပဲရဟုတ်ပြီနော်ဒါကျွန်တော်ပြန်ဖြုတ်လိုက်မယ် okay ဒီမှာပြန် off ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒါကကျတော့အဲ dol ပုံစံလေးပေါ့နော်ဒါလေးကျွန်တော်အရင်ဆုံးစပြီးဆန်းပြီးတော့ရေးပြလိုက်တာဖြစ်ပါတယ် okay ကဲအဲ့ဒါဆိုရင်နော်ကျွန်တော်တို့နော်နောက်ထပ်ဒီ dol လိုပဲခက်စင်စင်တူတယ်နော် program ကိုဒီမှာပဲကျွန်တော်ဆက်ရေးပြပါမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်က pgm mode change ရမယ် online ကိုတခါ offline ပြန်ချိန်မယ်เนาะအဲ့တော့ဒီနေရာလေးကို slash ပေးထားမယ်အဲ့တော့ तू อ่ะပါလဲဆိုတော့ကျွန်တော်ဒီမှာเนาะအဲဒီမှာပါเนาะဒီမှာ l မပြော l ဆိုတာက output latch ဆိုတော့ကျွန်တော်ဒီသရောင်းမြ PSC ဒီမှာကျွန်တော် set ဆိုရဲသဘောမျိုးပေါ့เนาะ set နဲ့ဒီ output latch နဲ့သဘောတရားချင်းအတူပဲဟုတ်ပြီเนาะဆိုတော့အဲဒါလေးတစ်ချက်စမ်းကြည့်မယ်เนาะ address ကတော့ကျွန်တော်တို့အတူမပေးတော့ဘူးပေါ့เนาะဒီမှာ address တစ်ခုထပ်ပေးလိုက် ဒါဆိုရင်ကျွန်တော် input တစ်ခုဆွက်ခေါ်လိုက်မယ်ဒီ input ကိုကျွန်တော်ကเนาะအဲဒီเนาะ02 slot number 02 i1 ရဲ့ slot number 02ကိုသုံးပါမယ်ပြီးသွားရင်ကျွန်တော်တို့ output တစ်ခုထုတ်မယ်ဟုတ်ပြီเนาะ output ကเนาะဒီဒီ O2 ရဲ့ slot number 2ပေါ့เนาะဒီ output ဆိုတော့ကျွန်တော်ဒီမှာ output address တွေထည့်လိုက်မယ်เนาะအဲ့တော့ဒီနေရာလေးကိုပြထားမယ်ထည့်လိုက်မယ် ပြီးတော့ကျွန်တော်တို့ဒီမှာဖိဆွဲမယ်ဒီနားလေးကိုဆွဲခေါ်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာလာလေးကိုဆွဲရမယ် okay ဒီလိုလေးပဲဟုတ်ပြီနော်ဆိုတော့ဒါကကျွန်တော် latch မဟုတ်သေးဘူးဟုတ်ပြီနော်ဒါ yield output အဲ့ latch ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာနော် output latch နော်ဒါလေးကိုဒီမှာထည့်ပြလိုက်ဆိုတော့ဒါမတူဟုတ်ပြီနော်ဒီနှစ်ခုကမတူဘူးနော်ဆိုတော့ကျွန်တော်ဒါလေးကိုတော့ဖြတ်ထားလိုက် နော်ဒါမထဲတော့ဦးခလိုက်မယ်ဖြေတော့ကျွန်တော်နောက်တစ်ခုဆက်သွားမယ်ဟုတ်ပြီနော်နောက်တစ်ခုသွားမယ်ဆိုရင်ကျွန်တော်ဟိုကနောက်ထပ် rush တစ်ခုရွေးချယ်မယ်ပြီးသွားရင်ကျွန်တော်တို့နော်ဒီမှာအဲဒါလေးတစ်ခုထည့်လိုက်မယ်နော်ဒီကကျွန်တော်တို့ဒီမှာနော်ဒီ u ဟုတ်ပြီနော်သွား output unless သွားကျွန်တော် reset နော် reset ရဲ့သဘောမျိုးပါ okay နောက်ပြီးတော့ဒါဆိုရင်ကျွန်တော်တို့ input ကိုတော့ chain လိုက်ဟုတ်ပြီနော် i/2 မဟုတ်တော့ဘူးနော် i/3 chain လိုက်မယ် အောက်ပုတ်ကဒီအောက်ပုတ်ပဲဟောဆိုကျွန်တော်ဒီအောက်ပုတ်ကိုပြန်ဖြုတ်ချင်တာဟုတ်နော်ဒီအောက်ပုတ်ကိုကျွန်တော်ပြန်ဖြုတ်ချင်တာကဲဒါဆိုရင်ဒါလေးကိုကျွန်တော်တစ်ချက်လောက်နော် simulation လုပ်ဟုတ်နော်အဲကျွန်တော်တို့က online သွားမယ် download နိုင်မယ်ဒီမှာကျွန်တော် run ချိန်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီအပေါ်ကဟာတော့ခုနစမ်းပြပြီပေါ့နော်အဲ့တော့ဒီအောက်ကဟာကိုစမ်းပြမယ်အဲ့တော့ i/2 ပေါ့နော်1/2 okay အဲ့တော့1/2 okay ဒီမှာနှိပ်လိုက်ပြီး ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ဒီမှာသူကနော်ကျွန်တော်တို့ latch လောက်စီရမလို့တော့ဟုတ်ပြီနော်သူက latch out ကိုတန်းထွက်တယ်ဆိုတော့အဲအဲ့ဒီမှာကျွန်တော်တို့ကနော် one slash three ပြန်နှိပ်တယ်သူက unlatch ဟုတ်ပြီနော် reset ပြန်ဖြစ်သွားတယ်ဆိုတော့အဲဒီနေ့ရှင်းပြခဲ့တဲ့ဒီ tutorial မှာတော့ကျွန်တော်တို့ကဒီ input တွေပေါ့နော်အဲဒီ input တွေ output တွေကိုဘယ်လိုပုံစံမျိုးကျွန်တော်အသုံးပြုလို့ရဆိုတာကိုကျွန်တော်ဒီနေ့အဲဒီ video မှာရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့နော်အဲ software လဲ ူဒါလေးမှာရှိတယ်ဆိုဒါလေးကိုတော့ like ပြီးတော့လုပ်ကြည့်လို့စမ်းသပ်ကြည့်ကြပါလေခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ